ဝေချနေတဲ့အချိန်မှာအစာကောင်းကောင်းလေးစားရှင်နေဆိုရင်တော့မူကီတိုဟူးလုပ်နေလေးကို sharing လုပ်ပေးရှင်ပါတယ်။ဒါကတော့မူကီတိုဟူးလေးပါ။အရင်ဆုံးတိုဟူးကိုအသုံးသေးသေးလေးတွေဖြစ်အောင်လီးပါမယ်။တူဟူအားကြော်လိုက်ရင်ပွားလာမှာဆိုတော့အရင်အကြီးကြီးမလီဖို့ recommend ပေးရှင်ပါတယ်။ပြီးတော့ air fryer ထည့်တဲ့အချိန်မှာ တဖူးကပွားလာမှာဆိုတော့နေရာနည်းနည်းလေးချဲပေးဖို့လိုပါတယ်အပူချိန်180ဒီဂရီနဲ့မိနစ်20လောက်တိုင်မာပေးလိုက်ပါမယ်ဆဲမင်းလည်းလောင်းနေလို့ရှိရင်တဖူးလေးတွေစပြီးတော့ဖောင်းလာပါပြီမိနစ်20ပြည့်သွားပြီဆိုလို့ရှိရင်တဖူးလေးတွေကိုတစ်ဖက်လှမ်းပြီးတော့နောက်ထပ်5မိနစ်လောက်ထပ်ကြော်ပါမယ် ချိန်ပြည့်သွားပြီဆိုတော့ကြည့်ကြည့်အောင်ရွှေဝါရောင်တန်းနေတဲ့တူဟုလေးကိုမြင်ရမှာပါမိုဂီတူဟုက100ဂရမ်ကိုကယ်လိုရီ130ပဲပါပြီးတော့ပရိုတိန်း15ဂရမ်တောင်ပါတဲ့အတွက်ဝေးချနေတဲ့အချိန်မှာကောင်းမွန်တဲ့ရွေးချယ်မှုလေးဖြစ်ပါတယ်ဒီတော့ဟူလေးဟာကြော်လိုက်ရင်ပွားလာတဲ့အတွက်စားလိုက်ပြီးတဲ့အချိန်မှာဘိုက်ထဲမှာအချိန်တော်တော်ကြာကြာပြည့်နေမှာဖြစ်ပါတယ်။ ခုဆိုရင်တော့ကောင်းကောင်းလေးစားပြီးတော့ဝေးချလို့ရပါပြီ။